ကဲဘရိုအားလုံးမင်္ဂလာပါ IDO Gaming ကနေကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ season combo က10ရက်လောက်ပဲလိုတော့တယ်။ဒီတော့ဒီ10ရက်အတွင်းမှာ rank တင်ဖို့အတွက်အကောင်းဆုံး hero တွေကိုအဲကျွန်တော် Toro ကိုနှစ်ကောင်စီလောက်နဲ့ရွေးပေးမယ်။ဩခဏလေးနေကိုကျွန်တော်တို့ short တွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင်အဲဒီမှာ E-Tick ရဲ့ MPS skin ကိုအဲ short သင်းနဲ့ရောင်းပေးနေရရှိတယ်။အဲထွက်တာကကျတော့အဲ3ရက်လောက်ရှိပြီ။အဲ तू ကစထွက်တဲ့ချင်း9ရက်အတွင်းမှာဝယ်မယ်ဆိုလို့ရှိရင်အဲဒီမှာ ်အဲသူကစထရရင်ဒီ9ရက်အတွင်းမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဒါလီပါလန်ဒစ်ကောင့်ရှိတယ်သူရဲ့ဒီမူရင်းချင်းက diamond အဲ949လုံးနဲ့ဝယ်ရမှာဒါပေမဲ့ကျွန်တော်တို့ကဒီစထရရင်9ရက်အတွင်းမှာဝယ်မယ်ဆိုလို့ရှိရင်တော့ diamond 924လုံးနဲ့ရမယ်အခုလောဆယ်3ရက်လောက်ကျန်နေရဲ့အဲဒီမှာအဲ diamond 924လုံးနဲ့ရမှာအခုဒီဒီ9ရက်တွေမှာဝယ်မှာเนาะ9ရက်တောင်မှ9ကကြတော့3ရက်လောက်ပဲကျန်တော့တယ်အဲဒါကြောင့်မို့ဘရာသာတို့ကိုယ်ချိန်ဝယ်မယ်ဆိုလို့ရှိရင်တော့မှီသေးတယ် အဲသူကကျတော့ဒီ MBS skin တွေကတော့ဒီ special skin တစ်ကောင်နဲ့ညီမျှတယ်အဲနောက်ပြီးလို့ရှိရင်ဒီ ATA MBS skin မှာတုံးထားရဲ့ဒီ themes ကကျတော့ MBS skin တွေမှာအဲတုံးနေကြဒီ themes တိုင်းပဲသူကကျတော့ဒီ color ဆုံးနဲ့ fancy type effect ကိုသွားတယ်အဲ skin effect တွေကလည်းတော်တော်လေးမိုက်ပါတယ်အဲဒါကြောင့်မလို့ဒါတော့ကိုးဝယ်မယ်ဆိုလို့ရှိရင်တော့ဒီ ATA MBS skin ကိုကိုးဝယ်မယ်ဆိုလို့ရှိရင်တော့၃ရက်လောက်အချိန်ကျန်နေတယ်မှီသေးရပေါ့ကဲကျွန်တော်ဒါလေးလာပြောတာ ကဲကျွန်တော် max man နဲ့ဆက်ပြီးတော့ရွေးပေးမယ်နော် max man နဲ့မှာဆိုလို့ရှင်တော့ကျွန်တော်ရွေးပေးချင်တဲ့ hero ကနှစ်ကောင်ရှိရယ်တကောင်ကကြတော့အရင်ဆုံးတကောင်ကကြတော့ carry carry ကတော့ကျွန်တော်တို့ group season မှာအဲ max man တွေက attack speed item တွေနဲ့တအားကျန်းတယ် carry ကဆိုလို့ရှင်တော့လုံးဝကိုပြောစရာမလို့ group season အတွက် random အကောင်းဆုံး hero လို့တော့ပြောလို့ရတယ်ကဲနောက်ထပ်တကောင်ကကြတော့ click ဒီ season မှာ attack speed item တွေနဲ့ max man တွေကျမ်းမာနေဆိုကမှကျွန်တော်က click ကိုဘာလို့ထည့်ပေးလိုက်လဲဆိုလို့ရှင်တော့ကျွန်တော်တို့ solo run ဆောက်တဲ့အခါမှာ enemy ဘက်ကရောကျွန်တော်တို့ဘက်ကရောသွေးပြောတဲ့ hero တွေတအားပစ်တယ် ဒီတော့ကလင်းနဲ့ပြစ်ခွဲရတာလုံးဝအဆင်ပြေတယ်ကျွန်တော်ဒီစီစဉ်မှာဆိုလို့ရှိရင်ကလင်းနဲ့စားပေထီတော်ရတယ်ဒါကြောင့်မလို့အခုစီစဉ်မှာ random ကိုကောင်းတဲ့ hero တွေတမှာကျွန်တော်ကလစ်ကိုထည့်ပေးလိုက်ရတာနောက်ထပ်အနေနဲ့မေ့တယ်ကိုသွားမယ်မေ့တယ်မှာဆိုလို့ရှိရင်တော့ကျွန်တော် solo run ဆောရတဲ့သူတွေတွေအဓိကရွယ်ပြီးပြောမယ်နော်မေ့တယ်မှာကျွန်တော်ညှိုးမေ့ညှိုးမေ့ချင်တာကကြတော့အဲပထမဆုံးတစ်ကောင်ကကြတော့ Ura Ura ကကြတော့ကူးလက်ရှိဒီစီစဉ်မှာအဲ Sky Design နဲ့တားကြမ်းတယ်အဲဒါကြောင့်မလို့ကျွန်တော် Ura ကိုအရင်ဆုံးညှိုးမေ့ချင်တယ်နောက်ထပ် Hero တစ်ကောင်ကကြတော့ Bill ကျွန်တော်ဘာလို့ AOE မိတ်တွေပဲညွန်ပြီးကျင်လဲဆိုလို့ရှင်တော့ solo run ဆိုတဲ့အခါမှာဒီလိုတကောင်တစ်ချက်ပြတ်နိုင်တဲ့ hero တွေကတကယ်ကိုအသုံးဝင်တယ်အဲတကယ်မိုက်တယ်ပေါ့နော်ပွဲကိုလည်းကယ်ပြီးကောင်းကောင်းလုပ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်ဒီ AOE မိတ်တွေကိုအဓိကညွန်ပြီးကျင်တာ V ကကြတော့ဟိုအရင် season တွေမှာလေးက तू က movement speed နဲ့ခုနောက်ပိုင်းအလုပ်လုပ်တာ movement speed နဲ့ तू ကအပေါ်လိမ့်ကိုလည်းတွားတယ်အောက်လိမ့်ကိုလည်းတွားတယ် तू ကတော်တော်များများပြောလို့ valley တော်တော်များများကိုလည်း like join နေတယ်လိုရဲကူ like join နေတယ်နောက်ပြီး အရင်တော့ revamp လုပ်ခင်တော့ဘေးရကြတော့ဒီ100%ဒီ made investment တွေအပြည့်ရှိတာကိုလည်းပြတ်တယ်ဒါပေမဲ့ group ဘေးရကြတော့85ရာခိုင်နှုန်းတော့မှပြတ်တယ်အဲဒါပေမဲ့ तू ကဘလို့ဘက်ကိုသူသူ့ရဲ့ဒီ base spare တွေကခုနောက်ပိုင်းကျတော့ဒီ micro stem များတဲ့ဘက်ကိုနည်းနည်းလေးတွားတယ်ဒီကတော့သူ့ရဲ့ scale တူပေါ့ scale တူရဲ့ edit make ခဲ့ကြတော့ enemy ကိုခဏခဏ stem လုပ်လို့ရရပေါ့အဲဒါကြောင့်မလို့အဲကျွန်တော် mate ထဲမှာဆိုလို့ရှိရင်တော့ ura နဲ့ဖေးကိုညှို့ပေးချင်တာ နောက်ထပ်အနေနဲ့ assassin assassin နဲ့မှာဆိုလို့ရှိရင်တော့အခုဒီ meta ကကြတော့အခု season မှာဆိုလို့ရှိရင် assassin တွေကိုတော်တော်လေး ban တယ်အဲအဓိကက ban တာကြတော့ harvusa တို့ဒီ han ဆိုတို့အစား hero တွေတော်တော်များ ban ကြတယ် lane တို့ဘာလို့တော့ ban ကြတယ်ဒါပေမဲ့ fanny ကကြတော့အရင် season တွေမှာအရင်အရင် season တွေမှာတော့အလေက fanny ကို nap ထားတာ fanny က banister ကနေလွတ်နေသေးရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအဲကျွန်တော်အရင်ဆုံးညှို့မြင့်ခြင်းတဲ့ hero က fanny အဲ fanny blue ဆော့ရလဲဆိုတော့ fanny အဓိကတော့ sky visa နဲ့အလုပ်လုပ်ရတာဆော့ရတာ အဲဒါကြောင့်မို့ကျွန်တော်ညွှန်းပေးချင်တာကဒါ Fanny Fanny ကတော့ခုစီတယ်မှာလဲ Sky Visa နဲ့ဓာတ်ချမ်းတယ်အဲနောက်ထပ် hero တစ်ကောင်ကကျတော့ Joy အဲ Joy ရတယ်ပဲအဲဒီ Valence တယ်မှာလွတ်နေရဲ့ Joy ကြိုက်တယ်လို့ရှင်လဲတော်တော်လေးကိုမိုက်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်ညွှန်းပေးချင်တဲ့ဒီ Assassin ထဲမှာဆိုလို့ရှင်တော့ Joy နဲ့ Fanny ကိုညွှန်းပေးချင်တာဒီ Fighter ထဲမှာ Fighter ထဲမှာဆိုလို့ရှင်တော့ကျွန်တော်ညွှန်းပေးချင်တဲ့ hero က၃လကောင်တော့ရှိတယ်အရင်ဆုံးတစ်ကောင်ကကျတော့ Freya Freya ကျတော့ဒီ Rank အမြင့်နေမှာလဲတော်တော်လေးကိုကျန်းတယ် Freya ကျတော့ ကဲနောက်တဲ့ hero တစ်ကောင်ကကျတော့ကျွန်တော် Vanlis ကနေလွတ်တဲ့ hero တွေပဲပြောပြမယ်နော်နောက်တဲ့ hero ကတော့ကျွန်တော်တို့ရဲ့အတုံးတော်ခံဒီဒီ HP လေးမှာအတုံးတော်ခံ hero ကြီးဖြစ်တဲ့ယူဆောင်ယူဆောင်ကလည်းပဲအခုကကျတော့ season တိုင်းမှာကိုမတာဝန်နေရအဲကျွန်တော်ယူဆောင်ကိုလည်းညှို့ပေးခြင်းနဲ့နောက်တဲ့ hero တစ်ကောင်ကကျတော့ အဲနောက်တဲ့ဂျီရိုနှစ်ကောင်ကျွန်တော်နောက်ဆုံးထွက်ထားတဲ့ fighter နှစ်ကောင်ဒီဆူယူနဲ့လူကတ်လူကတ်ကလည်းတော်တော်လေးကျန်းတယ်လို့ဆူယူကအရင်မှတည်းမှာအရင်စီစဉ်မှာနည်းနည်းလေးအနက်ခံရတယ်ဒါပေမဲ့ခုစီစဉ်မှာပြန်ကျန်းလာတယ်ဒါကြောင့်မလို့ဆူယူနဲ့ဒီလူကတ်ကိုညှိုးမိကျင်တယ်ကဲတန့်နေမှာပြောမယ်ဆိုရင်တန့်နေရကွာပွဲတစ်ပွဲပွဲပွဲကိုလုံးဝအဆုံးတတ်နိုင်လားဆိုတော့အဆုံးမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ညှိုးမိကျင်တဲ့ဂျီရိုကြီးကကျတော့ဒါမေးလည်းပါရမယ်ငါကျန်းလည်းကျန်းမယ်ဂျီရိုကြီးကိုညှိုးမိကျင်တယ်အဲပထမဆုံးဂျီရိုဒီတန့်နှစ်ကောင်ကကျတော့ဂျော်ဆန်ဂျော်ဆန်ကကျတော့ခုစီစဉ်မှာဒီ အဲ main item နဲ့ဒီ mid မှာပဲဆောက်လို့ရတယ်ဒီက run ဆောက်မယ်ဆိုရင်ညံချောက်ချန်ဒါပေမဲ့ mid ဒီ mid မှာဒီ main အနေနဲ့ဆောက်ရင်ပိုချမ်းတယ်အဓိကတော့ तू က main item နဲ့ပဲအဲ sky pizza ကြီးထည့်ဆောက်မယ်ဗျာအတိမခံဘဲနဲ့ sky pizza ကြီးထည့်ဆောက်မယ်ဆိုလို့ရှိရင် तू ကတအားချမ်းတယ်အဲကျော်ဆန်ပေါ့နော်ပထမဆုံးညှို့မိခြင်းနဲ့တန်ရနောက်ထပ်တန်တစ်ကောင်အဲ့တန်တစ်ကောင်ကြာကျွန်တော် whole season နေမှာအရင်ချမ်းတယ်ဒါပေမဲ့ဂျားထဲမှာပျောက်သွားတယ်ပျောက်သွားတယ်ဆိုတော့ तू တအားနှပ်လိုက်တာအဲ့ hero ကကြာတော့ကျွန်တော်ဂလူးကိုညှို့မိခြင်းတာခု season နေမှာကြာတော့ဂလူးကနည်းနည်းလေး meta ပြောင်းဝင်လာတယ်ဂလူးကို တုံးလို့ကောင်းတယ်တော်တော်လေးဒါကြောင့်မလို့တက်နေမှာဆိုလို့ရှင်တော့ကျွန်တော် Johnson နဲ့ Glue ကိုညှိုးပေးခြင်းတယ်ကြည့်ကျွန်တော်ဒီဗီဒီယိုလေးကတော့လောက်ပါပဲเนาะအဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်